ကတော့သူ့လုတ်ပေးတာသူကလုတ်ပေးရပေါ့လဲဆိုတော့မီလီကတော့လှူခြင်းနဲ့စိတ်ပဲရှိရပေါ့နော်ဒါပေမဲ့ခုနလိုအဲလှူဖို့ပါမီဖြည့်ပေးတာတို့ပတ်မိုးပေးတာတို့အကောင်လုံးကကြတော့သူပဲလုတ်ပေးရပါဒီနေ့ကတော့အလှူလုံးရတဲ့အတွက်ကိုအရန်ပြောတာမီလီကလေအမြဲတမ်းတနေ့ကိုပေါ့အလှူဌာနမရှိပဲနဲ့မနေဘူးဒီလိုအလှူကြီးကြီးမားမားလုတ်တဲ့နေ့ဆိုပို့ပြီးတော့ပြောရတာပေါ့ ဒီကတော့ကိုကျမ်းမောင်လို့နေထိုင်သွားမယ်ပေါ့ကိုဒီ52နှစ်ကစပြီးတော့တက်ကြည့်တဲ့အထိကိုရဲ့ချစ်တဲ့သူတွေရောကိုခုနလိုပေါ့ကိုထောက်ပံ့နိုင်သလောက်ကိုပေးကမ်းနိုင်သလောက်ကိုတတ်နိုင်သလောက်လေးပေါ့ကိုရဲ့ဟိုအလှူလေးပေါ့နော်တတ်နိုင်သလောက်လေးလုပ်နိုင်အောင် အဓိကကျမ်းမာမာအလှဆိုတာလည်းလုပ်လို့ရတယ်ကျမ်းမာမာကိုချစ်တဲ့သူတွေကိုလည်းဖြည့်ဆည်းပေးလို့ရတယ်ကျမ်းမာမာအရာအလုံးလုံးနိုင်တာဆိုတော့အဓိကကျမ်းမာရေးပေါ့မိလေးအဓိကကျမ်းမာရေးကိုပဲဦးစားပေးပြီးတော့အဲအဲ့လိုပေါ့ဂျင်းနေကစားမယ်အစားအသောက် lifestyle တွေပြောင်းမယ်ဘာသာရေးတွေပို့ပြီးတော့လုပ်မယ်အခုချိန်ကဘာပဲပြောဖျားတရားမများလောက်ရမယ့်အချိန်ဆိုတော့ဘာသာရေးကိုပေါ့နော်အမ် လုပ်မယ်နောက်ခုနှစ်တန်းသမီးပေါင်းမြေတာပို့ပြီးတော့အများတန်းဆူတောင်းပေးမယ်အဲ့လိုမျိုးလေးပဲလုပ်သွားမှာပေါ့ပြီးတော့ကုမိသားစုနဲ့ပဲအေးချမ်းချမ်းပေါ့ဖြတ်တန်းမယ်ကုတငယ်ချင်းနေလက်ရှိရပေါ့အဲ့လိုမျိုးတွေပါပဲဒီနေ့ကတော့ပေါ့နော်မေလေးရဲ့မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့မေလေးကအများတန်းမေလေးပေါ့အဲ့လိုမျိုးခုနှစ်ရက်သားသမီးအပေါင်းမေလေးရဲ့စံနေပေါ့လှူလေးလှူထားရှိရယ်မွေးနေ့မှမဟုတ်ဘူးမေလေးဒါနဲ့ဆို၃ခါရှိသွားပြီပေါ့နော်လှူတာအဲဒီနေ့ဆိုလို့ရှင်တော့ကိုယ့်ရဲ့မွေးနေ့လေးမှာအမှတ်တရအနေနဲ့ဆိုပြီးတော့ အဲခုနလိုမျိုးပေါ့နော်တကယ်လူအပ်နေတဲ့လူတွေတကယ်ဟိုပေါ့အဆင်မပြေတဲ့လူမျိုးတွေအတွက်ရည်ရွယ်ပြီးတော့ကိုယ့်ရဲ့တတ်နိုင်သလောက်လေးပေါ့နော်ခွန်အားလေးနဲ့ဆန်လေးတွေလှူပေးတာအယောက်အဲ900ပေါ့နော်900စာပေါ့အဲ့လိုမျိုးလေးလှူပေးတာပါဟိုတစ်ခေါက်တုန်းကလည်း600စာအဲနောက်တစ်ခေါက်တုန်းကလည်း900စာအဲ့လိုမျိုးလေးပေါ့လှူပေးရလှူပေးဖြစ်ပါတယ် အဲအတိကတော့မီလီကအဲကိုယ်ဘိုက်ဆန်နေတဲ့အချိန်ဆိုလို့ရှင်မီလီတို့ဥပမာရှူတင်ရိုက်တာပေါ့နော်ရိုက်နေတဲ့အချိန်မှာအာဘိုက်ရန်စားတယ်ဒါပေမဲ့ကိုကစားလို့မရသေးဘူးဘာဖြစ်လဲဆိုတော့ကိုကရိုက်စရာလည်းရှိသေးတယ်ကိုတင်းဖွဲ့တွေနဲ့ကိုကအထူးထူးစားရတာမျိုးတွေရှိတဲ့အခါကျတော့အဲ့လိုမျိုးအချိန်လေးမှာဆိုစာလောင်တဲ့ခံစားမှုကိုခံစားရတယ်ဒါတောင်မှကိုကရှူတင်မှာပဲရှိသေးတာပေါ့အဲ့တော့ ကိုပြန်စဉ်းစားလိုက်တာငါတော်မှဒီလိုဘိုက်စာနေလို့စာလောင်နေလို့ရှိရင်တခြားပေါ့အဆင်မပြေတဲ့လူတွေအဲချွတ်တဲတဲ့ပေါ့နော်ဆင်းရဲတဲ့နွမ်းပါတဲ့မိသားစုတွေဆိုရင်ဘလို့တွေစာလောင်မလဲဆိုပြီးတော့ကိုချင်းစာစိတ်ကိုချင်းစာတရားနဲ့ပေါ့နော်ထမင်းဟောပေါ့ဆန်ဟောပေါ့အဓိကလှူရရပါအဓိကဆန်လူတဲ့အတွက်ကြောင့်မလို့ဟင်းကဘာနဲ့ဖြစ်ဖြစ်စားလို့ရသေးတယ်ဥမာငပိရည်နဲ့ထမင်းနဲ့စားမလားအရွက်နဲ့ထမင်းနဲ့ပဲပြုတ်စားမလားဘလို့ပဲဖြစ်ဖြစ်ပေါ့နောက်ဆုံးထမင်းရည်ကိုပဲပြုတ်ပြီးတော့ကလေးတွေကျွေးမလား လုံးလို့ရတာပေါ့အဲ့ဒါကြောင့်မလို့အဲအဓိကယူရချက်ကတော့စံပေါ့အဓိကလှုပ်ဖြစ်တာများပါတယ် ကတော့သူ့လုတ်ပေးတာသူကလုတ်ပေးရပေါ့လဲဆိုတော့မီလီကတော့လှူခြင်းနဲ့စိတ်ပဲရှိရပေါ့နော်ဒါပေမဲ့ခုနလိုအဲလှူဖို့ပါမီဖြည့်ပေးတာတို့ပတ်မိုးပေးတာတို့အကောင်လုံးကကြတော့သူပဲလုတ်ပေးရပါဘာဖြစ်လဲဆိုတော့ဒီဆန်နေမှားတာဆန်နေရမှားတာမျိုးတွေပေါ့နောက်ပြီးတော့ဟိုလူအယောက်900 600စသဖြင့်ပေါ့နော်ဒါမျိုးတွေလုံရတဲ့အခါကျတော့မလွယ်ဘူးလေတဲရတာနဲ့ပြူရတာဒါတွေအကုန်လုံးသူကပဲ arrange လုပ်ပေးတယ် ကိုကလက်တင်လေးလှူလို့ရအောင်လို့ပေါ့နော်ကို့ကိုအမြဲတမ်းပါရမီဖြည့်ပေးရပါအမ်အတက်လား52နှစ်ဒီကတော့အမှန်တိုင်းပြောမယ်နော်52နှစ်24ပေါ့အဲဒေါင်းမြတ်ဆိုရင်တော့24ပေါ့အဲအတိကတော့ကိုကျမ်းမာအောင်လို့နေထိုင်သွားမယ်ပေါ့ကိုဒီ52နှစ်ကရင်စပြီးတော့တက်ကြည့်တဲ့အထိကိုရဲ့ စစ်တဲ့သူတွေရောကိုခုနလိုပေါ့ကိုထောက်ပံ့နိုင်သလောက်ကိုပေးကမ်းနိုင်သလောက်ကိုတတ်နိုင်သလောက်လေးပေါ့ကိုရဲ့ဟိုအလှလေးပေါ့နော်တတ်နိုင်သလောက်လေးလုပ်နိုင်အောင်အဓိကကျမ်းမာမာအလှဆိုတာလည်းလုပ်လို့ရတယ်ကျမ်းမာမာကိုစစ်တဲ့သူတွေကိုလည်းဖြည့်ဆည်းပေးလို့ရတယ်ကျမ်းမာမာအရာအလုံးလုပ်နိုင်တာဆိုတော့အဓိကကျမ်းမာရေးပေါ့မိလေးအဓိကကျမ်းမာရေးကိုပဲဦးစားပေးပြီးတော့အဲအဲ့လိုပေါ့ဒီနေ့ကစားမယ်အစားအသောက် lifestyle တွေပြောင်းမယ်ဘာသာရေးတွေပို့ပြီးတော့လုပ်မယ်အခုချိန်က ဘာပဲပြောဖျားတရားမမြတ်လောက်ရမယ့်အချိန်ဆိုတော့ဘာသာရေးကိုပေါ့နော်အော်လုံမယ်နောက်ခုနှစ်တန်းသမီးပေါင်းမေတ္တာပို့ပြီးတော့အများနဲ့ဆူတောင်းပေးမယ်အဲ့လိုမျိုးလေးပဲလှုပ်သွားမှာပေါ့ပြီးတော့ကုမိသားစုနဲ့ပဲအေးချမ်းချမ်းပေါ့ဖြတ်တန်းမယ်ကုတငယ်ချင်းတွေလည်းရှိရပေါ့အဲ့လိုမျိုးတွေပါပဲအဲဒီကတော့တို့ကအရက်တရား9ပေ9လက်မရှိရဲ9ပေ3လက်မရှိရဲအငယ်လေးက9ပေ3လက်မအကြီးလေးကကြတော့9ပေ9လက်မပေါ့နော်အဲ့လိုမျိုးပုံစံလေးဆိုတော့ကို့ထက် အယက်မြင့်သွားကြပြီပေါ့ပြီးတော့ body တွေကလည်းကစားတဲ့လူတွေဆိုတော့အဲ့လိုမျိုးတွေစစ်ပတ်တွေနဲ့ပေါ့သူတို့ကတော့သူတို့ရဲ့ lifestyle မှာတော့ကောင်းသွားပါတယ်ဘာလို့လဲဆိုတော့အင်္ဂလိပ်ကျောင်းတွေလည်းထားတဲ့အခါကျတော့အခုဆိုတာကြီးဆိုထိုင်းကိုသွားတယ်ပြီးရင်တွက်သူမလီယာညပြန်လာတယ်အာထိုင်းရဲ့တောထဲမှာသူတို့ကန့်သွားဝင်ရတာပေါ့နော်ဆိုတော့ခက်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 သူတို့ကောက်သူတို့ချက်စားရတယ်သူတို့ကောက်သူတို့နေရတယ်သူတို့ life style ကိုသူတို့ struggle လုပ်ရတယ်ပေါ့ရုန်းကန်ရတယ် အဲအဲ့လိုမျိုးတွေတည်သွားတာပေါ့ပြီးတော့တင်းဖွဲ့နဲ့သွားလို့ရှိရင်ဘယ်လိုတွေ sharing လုပ်ရမလဲအပေါင်းအဲ့လိုအအဖွဲ့စည်းနဲ့သွားတဲ့အခါကျလို့ရှိရင်ဘယ်လိုတွေလုပ်ရမလဲဆိုရဲဟာမျိုးလေးတွေပေါ့ selfish တကူကောင်းဆန်တဲ့စိတ်မျိုးတွေမရှိအောင်သူတို့ရဲ့အကြောင်းကလည်းအရန်ဟိုဟိုတေချာလေးကိုပေါ့နော် train လေးကိုပြင်းပြင်းထန်ထန်လေးလုပ်ပေးပါတယ်အဲ့တော့ကို့အနေနဲ့အအဆဆရာပေါ့နော်ဟိုခလေးတွေရောဘာမှတော့ကြီးစရာမလိုဘူးပေါ့သူတို့ live sign သူတို့ရှောက်တာပေါ့ ရောမပြောဘူးပါအရင်လဲချောလာတယ်ဟုတ်ကမလေးကလည်းသူတို့သဘောပေါက်သူတို့ကြိုက်တဲ့ဟာဆိုရင်တော့မီလီကချစ်ရမှာပေါ့ဟုတ်อืมဟုတ်တယ်ဘာပြောပြောလေသူတို့ချစ်တယ်ဆိုလို့ရှိရင်ကိုလည်းချစ်ရမှာပေါ့เนาะဒီနေ့ကတော့အလှလုံးရတဲ့ဘက်ကိုအရန်ပြောတာမီလီကလေအမြဲတမ်းတနေ့ကိုပေါ့အလှဒါနမရှိဘဲနဲ့မနေဘူးဒီလိုအလှကြီးကြီးမားမားလောက်တဲ့နေ့ဆိုပို့ပြီးတော့ပြောရတာပေါ့ ထုံးစံတိုင်းတငယ်ချင်းတွေက surprise party တွေတော့ရှိရပါဘာရင်စီစဉ်ထားလဲတော့မသိဘူးအဲခုနလိုပေါ့လူတွေမှာတော့လုံးဖြစ်မလားဘာလုံးဖြစ်မလဲမသိဘူးသူတို့စီစဉ်တာပဲမီလေးဘာမှမလုပ်ဘူးမီလေးဘာစီစဉ်မှမရှိဘူးဒါပေမဲ့တငယ်ချင်းတွေကအကုန်စီစဉ်ပြီးတယ်မွေးနေ့ပွဲအားစာလုပ်ပြီးတယ်အဲ့ဒါမျိုးတွေကစာလုပ်ပြီးရရေမီးအစုံပေါ့တငယ်ချင်းတွေကဟုတ်မီလီချစ်တဲ့ပရိသတ်ကိုမီလီကအမြဲတမ်းလေးစားပါတယ်လို့မီလီကိုလည်းချစ်ခင်ပါအားပေးပါအဲမီလီကပေါ့နော်ဒီထက်မှကလည်းအဲရှူနိုင်အောင်လို့လည်းကြိုးစားသားပါမယ်လို့ Thank you.